ဒီနေ့မှာတော့မြန်မာနေဆက်ကိုအမေရိကန်တပ်ဖွဲ့ဝင်တွေရောက်ရှိနေပြီးဆိုတော့ပြရာခတ်ပြီးတော့တုံလုံး6ချားနေတဲ့မင်းအွန်လိုင်းအကြောင်းကိုကျွန်တော်ဖော်ပြခြင်းတယ်တကယ်တမ်းလည်းမင်းအွန်လိုင်းကတေမင်းနဲ့ရင်ဆိုင်တွေ့နေရတယ်လို့သူရန်ကိုစိုးရုံကြောက်လန့်နေပြီးတော့တေမင်းငေနေတဲ့အခြေအနေထိကိုပါရောက်နေတာပါဟုတ်ပြီဖန်ကိုဂဗန်ဂရန်ဆင်းလာတယ် စင်နာတော်မှာလုံကြုံရေးအပြည့်နဲ့လက်ရှိဖန်မှာလည်းပဲတန်ချက်ကားရင်တွေနဲ့ပါလုံကြုံရေးကိုတင်းတင်းကြပ်ကြပ်ချမှတ်ထားတယ်။သူစင်လာတဲ့သူစီလာတဲ့လေရင်မှာတော်မှာလုံကြုံရေးလေရင်၃စင်းမှာပါလာသေးတယ်။အာနာရှင်တွေအယံကိုသိမှကြောက်တယ်။ဘာဖြစ်လဲဖန်မဲ့ကိုပြည်သူတွေရှိတဲ့နေရာပဲကိုလာတွေ့တာအဲ့လောက်တီလို့လို့လာဗျာ။ အရေးပေါ်စီဝေးလုတ်တယ်ကျွန်တော်ရဲ့ဒါစုဝင်နေပန်းမှာအဲ့ဒီရေးပေါ်စီဝေးမှာကျွန်တော်တို့လက်ရှိသုံးသက်ရပြီတလောက်တော့ဖမ်းမှာရှိနေတဲ့ DGB နဲ့ BGF တွေကိုပတ်ထုတ်ဖို့ဖြစ်ပါတယ်လို့ကျွန်တော်တို့ကြားသိထားရတယ်။ဘာကြောင့်ပတ်ထုတ်မှာလဲဆိုတာကလည်းကျွန်တော်ရဲ့မိသားစုဝင်တွေလက်ရှိအမေရိကန်ကအရေးယူတော့မယ် BGF နဲ့ DGBA ဒါကိုသူကထိုးချွေးမှာ ဒါခါကျွန်တော်တို့နိုင်ငံတွင်းထဲမှာရှိနေတဲ့နေရာစောင့်တက်ဆိုတဲ့သူတွေပြီးတော့ဒါအမြင့်မားဆုံးဆိုတဲ့ချက်ဖို့ပါတီရဲ့ကျွန်တော်တို့ကိုကံဥက္ကဋ္ဌလူမျိုးပဲကြောက်ချင်လို့လူကောင်းမျိုးတွေတောင်မှသူဘလူမျိုးထိုးချိခဲ့လေကျွန်တော်ရဲ့မိသားစုနေအားလုံးကြားသိပြီးသားပါဒီတော်လန်ရင်းမှာကျွန်တော်ရဲ့တော်လန်သောမိဘပြည်သူတွေမသိတာတခုမှမရှိဘူးကျွန်တော်ရဲ့မိသားစုဝင်နေဟုတ်ပြီ PC ပန်းကိုရောက်လာတဲ့ PC ဖွဲ့တွေရှိတယ်ပံမှာလည်းပဲအဲ့လိုပဲဗျဒီကားပေါ့နော်နောက်တော့အပြစ်စီးကြတာတွေကဝတ်တောက်ကားတွေစီးကြတယ်ဗျဒါကကျွန်တော်တို့မြောက်ရီနဲ့ဖန်အလောက်ထိဝတ်တောက်ကားတွေစီးကြတာများတယ်အဖွဲ့စည်းဆိုတော့စီးလို့ရတယ်လေကျွန်တော်ရသားပြည်သူဝတ်တောက်ကားစီးလို့ရလားအဲ့ဒီမိကွန်လေးတွေဒါဖန်တကြောနဲ့မြောက်ရီတကြောမှာရှိတယ်ကျွန်တော်ရဲ့ညီကူမောင်မတွေလည်းဖြေလို့ရတယ်ထုံးစံတိုင်းမယ်ဖန်ခွင်လေးကိုဝင်လာတဲ့ PC ကတယောက်သူ့ရဲ့ကား ကိုရှင်လေးမှာ PC uniform လေးချိတ်လို့ပေါ့ဗျာ PC ဆိုတော့ကလည်းအပွင့်နေခက်တည်းရအလကားနေပါရတယ်ဗျာပတ်စံပေးရင်ဝယ်လို့ရတယ်ဆိုတော့လက်နက်ကောလူရောကားရောဖမ်းလိုက်တယ်ဘလောက်တောင်ကြောက်နေလဲဆိုတာကိုကျွန်တော်ကပြောချင်တာဒီနေ့နောက်တဲ့သတင်းတစ်ခုကရခတ်တက်တော့အေနဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေတုတ်လိုက်လို့ရာကြောတည်သွားတဲ့ဖြစ်စဉ်အကြောင်းကိုပြောပြခြင်းနဲ့ ကျွန်တော်တို့အေရဆုတ်ခွာပေးလိုက်တယ်ဆိုပြီးတော့အဲ့ဒီ JR ဒွဲကိုအားကြီးနဲ့ဝင်လာတဲ့အကျန်းဖက်စစ်ခွေးတက်ကကောင်းနေအကြောင်းကိုကျွန်တော်ဖော်ပြပေးချင်တာပါ။အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်ကြည့်ရှုကျွန်တော်မိသားစုတဦးချင်းစီတိုင်းကိုတေးစားဖိတ်ခေါ်လိုက်ပါတယ်။အလုံးလဲကြားသိပြီးသားအလုံးလဲစိတ်ဝင်စားတဲ့ကျွန်တော်အာဆီယံအစည်းအဝေးမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်လာရောက်သွားတယ်။ပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့သူဘာတခေါမှမပြောခဲ့ဘူးဗျာ။ ဲ့တော့ဒီပခင်းချင်းနဲ့ပတ်သက်ပြီးတော့မင်းအောင်လှန်ရဲ့ lobby တိုက်တာဒီကိစ္စအပေါ်မှာသူတို့တွေအရန်ကိုကျင်းနေသွားတယ်ဟာ Trump ကမြန်မာနိုင်ငံရေးစိတ်ဝင်စားဘူးဟုတ်ပါတယ်စိတ်ဝင်စားပါဘူး Donald Trump ကျွန်တော်တို့ဒါ ASEAN စီးပွဲကနေပြီးတော့ပြန်ပြီးတဲ့နောက်ရက်မှာပဲကြားဖြတ်နဲ့ပတ်သက်တဲ့ရာဇဝတ်သားတွေကိုစိန်ခေါ်လိုက်ပြီးတော့အပြတ်ချိန်မုံမယ်လို့တရားဝင် ထုတ်ပြန်ကြေညာလိုက်တာပါစီးဝေးမှာဒေါ်နယ်ထရန့်ဘာမှမပြောခဲ့ပါဘူးဟုတ်ပြီကျွန်တော်ကပြောချင်တာကတော့ကျွန်တော်တို့ဒီ US ပေါ်တော့ Yes to Fight Win နေအနေနဲ့ကျွန်တော် KNU နဲ့ပူးပေါင်းပြီးတော့လုပ်လို့သွားမယ်လို့ကျွန်တော်ကတော့ထင်မိတယ်ဆိုတော့ KNU မှာဆိုရင်တပ်မဟာငါကျွန်တော်တို့ KNU 2 Commando တပ်ဖွဲ့တွေရှိတယ်နာမည်ကြီးပဲကျွန်တော်ရဲ့မိသားစုက တကယ်ပကညောတွေဘယ်လောက်ထိကြမ်းလဲဆိုတာကျွန်တော်တို့ခေါင်းခေါင်းသိတယ်။ဒင်းလေးပြောရင်းနဲ့ကျွန်တော်ကကျွန်တော်ဖြတ်တန်းခဲ့တဲ့ဒါအတွေ့အကြုံနဲ့ကျွန်တော်ရဲ့မိသားစုအများနဲ့ sharing လုပ်တတ်တယ်ဗျာ။ကျွန်တော်စစ်တပ်နဲ့တကူတတ်နေတဲ့အချိန်မှာကျွန်တော်ရဲ့မနှမ်းမကန်းအခြားသောဂွင်တစ်ခုမှာကရင်ကွန်မန်ဒိုတင်တန်းဖွင့်နေတယ်။အချိန်တည်းမှာပဲ။ဆိုတော့အဲ့ဒီမှာကေကွန်မန်ဒိုတင်တဲ့ဘလောက်ကြမ်းလဲမကြမ်းလဲဆိုတော့ကရင်တွေတော့မခံနိုင်ဘူး။တောင်ပေါ်ကရင်တွေနော်။သူတို့တော့မခံနိုင်ဘူး။ ဆိုတော့ကျွန်တော်တို့ဒီသူတို့တနက်နဲ့ပတ်သက်တဲ့ပေါ့နော်တနက်အချိန်နေကိုတော့မှကျွန်တော်တို့အဲဘလောက်ဒီခက်ခဲလဲဆိုတာကိုကျွန်တော်ရမိသားစုနဲ့အနေငယ်ဖော်ပြတာပါဟုတ်ပြီသတင်းကိုပဲဆက်ပြီးတော့သွားမယ်ဆိုတော့ကျွန်တော် US 2တပွဲဝင်အတွင်းနဲ့ကျွန်တော်တို့တပ်မ9နဲ့ဒါပူးပေါင်းပြီးတော့ဆောင်ရက်သွားဖို့ကျွန်တော်အနေနဲ့မျှော်လင့်တယ် လက်ရှိအချိန်မှာလည်းပဲတက်မ9ရဲ့ခွေနှဲကိုဝင်လာတဲ့ DKBA BGF အကြမ်းမဖက်စစ်ခွေးတက်ဘလုံးမကိုလှုပ်လို့မရအောင်ကရင်ကရင်ချင်းလမ်းပြပြီးတော့ဝင်လာတာတော်မှတက်မ9ခွေနှဲမှာဒီကောင်လေးလှုပ်ချင်တယ်လှုပ်လို့မရအောင်အလောက်ထိကိုကျန်းတာတက်မ9ပြတ်သားတာလေမမေးနဲ့ကျွန်တော်ရင်မိသားစုနေကျွန်တော်နောက်ဆုံးဖာပုံကနေပြီးတော့ပြန်လာတာတက်မ9ခွေနှဲက ျွန်တော်ခါရဲ့ကျွန်တော်ရဲ့ဒဏ်ရာအဟောင်းပြန်ထပြီးတော့ကျွန်တော်အခုချိန်ထိနားနေရတဲ့အခြေအနေထိကိုချမ်းသာလမ်းမန်းဆက်တွေဒီချိန်စုပိုဆိုးမှာကျွန်တော်မိသားစုဝင်နေဟုတ်ပြီကျွန်တော်ဒီဇင်ဘာရွေးကောက်ပွဲမတိုင်ခင်မှာဒါနေပြီးတော့နေပြီးတွင်းနဲ့ကိုလည်းကျွန်တော်တော်လိုင်းတက်ဖွဲ့ဝင်နေဝင်ရောက်လာပြီးဆိုတဲ့အကြောင်းကိုမနေ့ကသတင်းမှာလည်းကျွန်တော်ဖော်ပြခဲ့တာရှိတယ်ဒါအပြင်တင်းလိုက်တိုင်းမောတောင်စခန်းကိုကျွန်တော် KNU နဲ့ကျွန်တော်တို့ပြည်သူ့ကော်မတီတက်ဖွဲ့ဝင်တွေတင်လိုက်တယ် ီးတော့သူတို့ရဲ့မွေးစားသားတွေဖြစ်တဲ့မအားလာရဲ့လက်ရှိမွေးစားသားတွေဖြစ်တဲ့ DKB နဲ့ BGF ပေးတဲ့ဒုက္ခတွေကိုလည်းပဲအာနာသိအကြမ်းဖက်ဖက်စစ်ခွေးတက်တကယ်ကိုအခက်တွေ့နေတာဖြစ်တယ်။ဒါကြောင့်လည်းပဲဖန်ကိုကြီးကြီးတုတ်ပြနဲ့ဆင်းလာတာဆင်းလာဆင်းလာတာသူကအာသူဘသူမှတော့အသိမပေးဘူးပေါ့ဗျာဒါပေမဲ့ကျွန်တော်တို့အားလုံးကသတင်းတွေရရှိပြီးသား ီကန်နီးနေပြီကျွန်တော်မိသားစုဝင်အဲ့ဒီကောင်ဟုတ်ပြီကျွန်တော်ကဘာသာဗျာလက်ရှိအချိန်မှာအနာသိမ့်တာနဲ့ပတ်သက်ပြီးတော့အာအခုပေါ့နော်ကျွန်တော်တို့ရဲ့အမှုပညာရှင်တွေအာလှုပ်ဆောင်မှုတွေပေါ့နော်ပြီးတော့ကျွန်တော်တို့ပြည်သူလူထုရဲ့အတန်တွေပြီးတော့လူမှုကွန်ရက်ဆိုရှယ်ဆိုင်မျက်နှာတွေစသည်အဖြစ်ပေါ့နော်ဒါတွေကလည်းတကယ့်ကိုထိရောက်ပါတယ်ဆိုတော့ကဘာကလည်းပဲလက်ရှိအချိန်မှာကျွန်တော်တို့နိုင်ငံရဲ့အရေးကိုအာယုံစိုက်လာတယ်ဆိုတာကျွန်တော်ရဲ့မိသားစုဝင်တွေကိုပြောချင်တာပါဆိုတော့အာဆီယံ ကျွန်တော်ထိပ်သီးစီဝေးမှာဒေါ်နယ်ထရန့်ရောက်ရှိလာပြီးတော့မြန်မာနဲ့ပတ်သက်ပြီးတော့မြန်မာအကြောင်းနဲ့ပတ်သက်ပြီးတော့တလုံးမှမပြောဘဲနဲ့အဲဒီကနေပြီးတော့ပြန်သွားပြီးတဲ့နောက်မှာမြန်မာနယ်စပ်မှာရှိတဲ့ကြားဖြတ်လုပ်ငန်းကိုနှိမ်နှင်းမယ်ဆိုပြီးတော့ special force အဖွဲ့တွေကို ဖွဲ့စည်းတည်ထောင်ပြီးတော့နှိမ်နှင်းချိန်မုံဖို့ကိုလည်းပဲကဘာတိပြပြတတကြညာလိုက်တာဖြစ်ပါတယ်တခါတည်းမှာစကားတွေအများကြီးပြောနေစရာမလိုပါဘူးဟုတ်ပြီ နောက်တစ်တိုက်စံတာလေးတခုလည်းတင်ပြခြင်းတယ်အဲ့ဒါကတော့အမေရိကန်ကနေပြီးတော့ကြားပြန်နှိမ်နေဖို့ကဘာတိကျင်ညာလိုက်တဲ့အချိန်မှာရုရှားစစ်သမောတွေကလည်းမြဝပြည်ဘက်ချမ်းကိုရောက်ရှိနေတယ်ဆိုတဲ့သတင်းတွေကိုလည်းကျွန်တော်တို့ကြားသိထားရတယ်ဒါရင်းနဲ့ပတ်သက်ပြီးတော့လက်ရှိကျွန်တော်တို့ကဘာကြီးရဲ့တုံ့ပြန်မှုအခြေအနေတွေပြီးတော့ဘယ်လိုမျိုးကုညီမှုတွေရလာမလဲဆိုတာကိုလည်းကျွန်တော်တို့အရန်ကိုစိတ်ဝင်စားနေကြတယ်ကျွန်တော်တို့ KNU အနေနဲ့လည်းပဲဒီကြားဖြတ်နဲ့ပတ်သက်ပြီးတော့အာသူတို့ပူပေါင်း ါဝင်ပြီးတော့နှိမ်နှင်းမေဆိုရင်သူတို့ကိုလည်းအကူအညီပေးဖို့လိုတယ်။ဘာကြောင့်လဲဆိုတော့ကြားဖြန့်ကတကယ့်ကိုအင်အားကြီးမာတာပါ။ကျွန်တော်တို့နိုင်ငံမှာပင်မအမြင့်တွေ့ထားတာကျွန်တော်တို့ကရင်ပြည်နယ်မှာခြေကုပ်ယူထားတာကမ်ဘောဒီးယားစသည်အဖြစ်အခုကြားနေတာတွေပါတယ်ညာတွေကအလောက်မဟုတ်သေးဘူးကျွန်တော်တို့စီမှာအမြင့်တွေ့ထားတာနိုင်ငံရဲ့မြောက်ပိုင်းမြောက်ပိုင်းနေအခုတောင်ပိုင်း တော့ဥပကတရုတ်နဲ့ရန်နီးတာပေါ့တရုတ်နဲ့ရန်နီးလို့သူတို့ကအကင်ပြည်နယ်ကိုပြစ်မှတ်ထားရွေးချယ်ခဲ့တာဒါကိုလည်းပဲအမြင့်တွေအောင်မျိုးစစ်ချလိုက်တာကမင်းအောင်လှိုင်းသူနဲ့ပတ်သက်တဲ့သူတွေအဲ့ဒါမှ KNU ကောင်းထောင်လို့မရမှာတော် KNU တော်လိုင်းကိုကောင်းကောင်းလှုပ်လို့မရအောင်ဘာကြောင့်လဲအခုကြားဖြန်းကအရန်ကိုချမ်းသာတယ်လက်နက်လာရွှေလာငွေလာဒေါ်လာလာသူတို့ကအကုန်ရှိတယ်ဒါကြောင့်လည်းပဲ DABA တို့ BGF တို့သူတို့ရဲ့အိတ်ကတ်တွေကိုထည့်ထား ဂျပန်ခေါင်းဆောင်တို့ရဲ့အိတ်ကတ်ထဲမှာ DKB တို့ BGF တို့ကလှုပ်လှုပ်နေရကျွန်တော်အများကြီးပြောရင် မကောင်းလို့ PC အဖွဲ့တွေလည်း global ပဲပေါ့နော်ကျွန်တော်က KN ကို KNT ကို KN နဲ့လေးပဲ KN မှာဖွဲ့တယ်ရှိဘယ်သူကတမိုင်းမှတ်ချောက်တင်ထားမလဲဆိုတာမကြခင်အဖြစ်ထွက်လာတော့မှာပါဟုတ်ပြီ ါကနေပြည်တော်အထိကျွန်တော်တို့နေမျိုးတွေစုံမဝင်ရောက်လာတဲ့အချိန်မှာဒါအာနာသိန်းချမ်းဖက်စစ်ခွေးတက်ပြီးတော့ခေါင်းဆောင်မင်းအောင်လှိုင်ကဒါဟိုတော်မှအာယုံမဆိုင်နိုင်ပဲနဲ့ကျွန်တော်တို့ဖအံအထိအေးတကြီးအစည်းဝေးဆင်းလာတယ်ဆိုတာကိုကျွန်တော်ရဲ့မိသားစုငယ်တွေကစဉ်းစားလို့အရောင်ချိန်ပြတာပါနေပြည်တော်ကြီးမနေ့ကကျွန်တော်တို့ဝင်ပိုင်းပြီးသွားပြီစခွေးစကန်ကိုကျွန်တော်တို့မှုတ်ချိတ်ပြီးသွားပြီဒါပေမဲ့သူအဲ့လောက်အာယုံမဆိုင်နိုင်ဘူးဘာဖြစ်လို့လဲဆိုတော့သူ့ကိုတကယ်တော့မဲ့ တိမ်ငှက်ကသူ့ခေါင်းပေါ်မှာဝဲနေပြီဟုတ်လားကျွန်တော်ရင်ဒါဆိုရင်နေဟုတ်ပြီမနေ့ကဒီမော်တော်စကန်နဲ့ပတ်သက်ပြီးတော့မော်တော်မော်တော်မြေသိပ်ပတ်သက်ရုံနဲ့ပတ်သက်ပြီးတော့ဒါအညက်ခံသူတွေနဲ့ပတ်သက်ပြီးတော့ဇော်မဲလိန်ကသတင်းကောင်းပါထားပါတယ်အဲ့ဒါလေးကိုကျွန်တော်ရင်ဒါဆိုရင်ဖတ်ပြကြင်ပါတယ်လေလာဒီတိုင်းမော်တော်မြို့နယ်အချမ်းရာဖက်စစ်ခွစ်တက်စကန်တွေရေစကန်တွေ ပြီးတော့ cargo scan တွေပေါ့နော်လက်နက်ကြီးကုန်းတွေအကုန်လုံးကိုကျွန်တော်တော်လိုင်းတပ်ဖွဲ့ဝင်တွေကကျွန်တော်တို့တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့အញ្ញခံသူပေါင်းစုစုပေါင်း40ကျော်ဖမ်းဆီးရမိထားတယ်သူတို့နဲ့ပတ်သက်ပြီးတော့တက်မတော်သတင်းမှန်ပြန်ကြားရေးပြောရေးဆိုဝင်ရှိသူဇော်မဲထွန်းကဒီကောင်တွေသူတို့ညံ့လို့သူတို့ခံရတာတက်မတော်နဲ့ဘာမှမဆိုင်ဘူးသူတို့ကတက်မတော်ရဲ့စစ်စည်းကမ်းအတိုင်းလိုက်လာမယ်ဆိုရင်အခုလိုရန်သူကအဖမ်းခံရမှာမဟုတ်ဘူးသူတို့စကမ်းမှာ သူတို့စိတ်သက်ခွန်အားအတွက်အချိန်လုံးဆွဲနေအောင်စာရေးပေးထားတယ်။ငါမသေးငါစကန်မကြစေရ။သူတို့အတွက်လိုက်နာဖို့ရေးပေးထားတာ။မလိုက်နာတော့သူတို့ခံရပြီပေါ့။နေတော့နေသေးတယ်။သူတို့မရှိလဲဘာမှမဖြစ်ပါဘူးတဲ့။သူတို့နေရာမှာငါတို့ပေါ်တာဆွဲထားတဲ့လူငယ်တွေအများကြီးအစားထုတ်လို့ရတာပေါ့တဲ့။ဒီလူအိုတွေ ောက်သုံးမကျတဲ့ကောင်တွေစံကုန်မြေလေးတွေငါလာမတာတွေမင်းတို့အခွက်ကိုလည်းမမြင်ချင်ဘူးစစ်တပ်စိတ်မရှိတဲ့ကောင်တွေတော်တော်အသုံးကျတဲ့ကောင်တွေစက်တီကိုမရှိဘူးမသေးရင်လည်းအစကလေးကထွက်ပြေးကြပါလား မင်းတို့အသက်ရှင်နေတာကအရေးမကြီးဘူးလက်နက်တွေကမင်းတို့ကောင်းနေတဲ့အစတရားပို့ပြီးတော့တံမိုးရှိတယ်လို့ဇော်မဲလိန်ကသူ့လူတွေကိုအမျက်ဒေါသထွက်ဆဲဆိုပြီးပြောလိုက်ပါတယ်ကျွန်တော်ရဲ့မိသားစုဝင်တွေဆိုတော့ကျွန်တော်တို့ဒါကျွန်တော်ရဲ့တော်လိုင်းပတ်တော်သားစီရီယံဘုံမူဒါကျွန်တော်လည်းလေးစားရတယ်ဗောနော်ဒါကျွန်တော်ရဲ့အကိုကြီးလို့လည်းပြောလို့ရတာပါဗျာအဘုံထင်လင်းအောင် ညာနဲ့ပတ်သက်ပြီးတော့အသေးစိတ်သူကနိုင်ဒါပြောပြခဲ့တဲ့အချက်လက်တွေကိုလည်းကျွန်တော်ကိုနိုင်လည်းကြားတွေ့ရပါတယ်သူကိုလည်း credit ပေးပါတယ်ဒီလည်းလေးစားပါတယ်အဲကျွန်တော်တို့ CDN မှာကျွန်တော်တို့ဘောဒါတာဘူမူထင်လင်းအောင်တူတဲ့မှုပဲနဲ့အခြားသောကျွန်တော်တို့အဲ CDN ဝင်တဲ့အမြောက်များပေါ့နော်အစစ်ပတ်ဆိုင်ရာဖြစ်ဖြစ်ကျွန်တော်တို့အခြားသောပေါ့ဗျာလူမှုဝင်းကျင်မှာပဲဖြစ်ဖြစ်ကျွန်တော်တို့တော်လန်ကြီးမှာဒါပါဝင်နေကြတာတွေအများကြီးရှိပါတယ် ကျွန်တော်တို့အချို့ကြတော့ဒါသူတို့ရဲ့အခက်အခဲမျိုးစုံကြောင့်မျက်နှာထွက်မပြတဲ့သူတွေလည်းအများကြီးရှိတယ်ဆိုတာကိုလည်းကျွန်တော်ရဲ့မိသားစုတွေပြောချင်ပါတယ်လက်ရှိအချိန်အထိလည်းတော်လန်ရေးမှာကျွန်တော်တို့နဲ့အတူတွေးတားရဲ့ရက်တည်နေတာဖြစ်တဲ့ဒီမှာဆိုရင်တော်ရင်ပတ်တော်ဓာတ်ရည်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြည်သူလူထုဟာခွေးနဲ့ခိုင်းနှိုင်းပြီးတော့ပြောထားတာမရှိဘူးခွေးနဲ့ခိုင်းနှိုင်းပြီးတော့ပြောခံရတာဆိုတာကတဲ့ရဲခွေးနဲ့စစ်ခွေးပဲရှိတယ်ပြောချင်တာကတော့ အကြံပေးစီခွေးတက်ကကောင်းလေရဲခွေးနဲ့စစ်ခွေးလိုပဲအခေါ်ခံရတာဖြစ်တယ်ဗောနော်ဆိုတော့မင်းအောင်လည်းကတော့ဒါအကြံပေးစီခွေးတက်လက်ရှိအချိန်မှာလည်းပဲဒါထိုးကျွေးခံနေကြရတာအဲ့တော့ပြည်သူကျွေးတာကိုစားတယ်ကျွန်တော်တို့ဒါတော်လိုင်းဘတ်တော်သားတွေကလည်းပဲပြည်သူကျွေးတာကိုပဲစားတာအ ျွန်တော်ပြည်သူကျွေးတာစားရခြင်းအတူတူတောင်မှကျွန်တော်တို့ရဲ့ဂုံတိတ်ခါကကျွန်တော်တို့ဒါဂုံတိတ်ခါရှိရှိနဲ့ပြည်သူကျွေးတာကိုစားရတယ်ဖြစ်တယ်လို့လည်းသူရဲ့ပြောဆိုချက်တွေမှာတွေ့ရတယ်အဲ့ဒီမှာသူတော်တော်လေးကိုအဲတကယ်ကိုထိထိမိမိပြောဆိုနေတာကိုကျွန်တော်တို့တွေ့ရတယ်ဗျာဆိုတော့ဒီပြဿနာမှာလည်းပဲတရင်မှုတောင်ဝင်ယူနေတဲ့ကောင်ကမော်တော်စခန်းကိုကျွန်တော်တို့တိုက်ခိုက်သိမ်းပိုက်တဲ့အချိန်မှာထိုင်းဘက်ကိုကိုလိုယုံထွက်ပြေးသွားကြတာဖြစ်တယ်အဲ့တော့ တရင်မူကိုလူကိုကိုတော့မှမကကွယ်ကိုစကန်းကိုတော့မှမထိန်သိမ်းသူကြတော့ကိုလူယုံပြေးတယ်ဟုတ်ပြီမင်းအောင်လှိုင်းကရောကိုလူယုံမပြေးတော့ဘူးလားမင်းအောင်လှိုင်းကိုအတွက်အခုလက်ရှိတိုက်ပွဲဝင်နေကြတာလားမင်းအောင်လှိုင်းအတွက်ခုခံနေကြတာလားဘသူအတွက်ဘာမှန်းမသိပဲနဲ့သူတို့ဘာအတွက်စစ်တိုက်နေရမန်းကိုမသိဖြစ်နေတာအကျန်ဖက်စစ်ခွေတက်ကောက်ကောင်နေလက်ရှိဖြစ်နေတဲ့ဖြစ်စဉ်လားကျွန်တော်ဘလောက်တောင်းမဲ့နားချနားချအချို့နားမပါတဲ့ကောင်တွေလည်းရှိတယ် ကျွန်တော်ဘလောက်ပဲပြောပြောနားကောက်တဲ့အကောင်တွေရှိတယ်ပြောနေတဲ့အချိန်မှာတော့ဟုတ်ကဲ့ဆရာဟုတ်ကဲ့ဆရာဟုတ်ကဲ့ဆရာပဲဒါကလည်းပဲစီရံဘုံထင်းလင်းအောင်ကသူလည်းသိတယ်အော်မင်းတို့လည်းအခုငါပြောလို့လည်းတိတ်နားလည်းဝင်မှာမဟုတ်ဘူးပေါ့နော်ဖြည်းဖြည်းချင်းပဲပြောရမှာအဲ့ဒီကောင်တွေကခွေးအားတယ်ချောင်းမိသားစုကနေအုပ်လိုက်ပဲကြိုက်တက်တာဒါလေးကိုလည်းကျွန်တော်သတိချက်ဖို့တော့လိုတာပေါ့ဗျာဘာဖြစ်လို့ကျွန်တော်တို့ကောင်းမြင်ပြီးတော့ရှေ့ကိုဆက်နေတာပါဟုတ်ပြီ အဲ့ဒီမှာကျွန်တော်တို့ကျွန်တော်တို့ကိမျိုးသားစီယုံကင်းနုနဲ့ကျွန်တော်ပေါ်တက်ဖို့အနေလာတိုက်မှာကိုတပတ်ကြိုပြီးတော့တိပင်မယ်ဒါစကောင်းဆောင်တွေကဘာကာပဲမှပေးထားတာလည်းမရှိသလိုဘာမှလည်းလုံမပေးပဲနဲ့လက်ရှိစကန်ကိုလာရောက်တိုက်ခတ်တဲ့အချိန်မှာပေါ့နော်ဒီမျိုးတွေကိုကျွန်တော်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေဝင်လာတဲ့အချိန်မှာလည်းပဲသူတို့ဟာအာသူ့ရဲ့လက်အောက်မှာရှိနေတဲ့တပ်သားတွေကိုလည်းထားခဲ့ပြီးတော့ကိုလိုယုံပြေးသွားတာကိုကျွန်တော်တို့တွေ့ခဲ့ရတာဖြစ်ပါတယ် ဲ့တော့အဲ့ဒီမှာထပ်ပြီးတော့ဒါဗမှုတင်လင်းအောင်သူပြောထားတာကကျွန်တော်တို့စစ်တိုက်တဲ့အခါရဲ့ရွေချက်ရှိတယ်ပေါ့ဗျာတဲ့တလိုင်းတစ်ဖက်ဝင်နေစစ်တိုက်တဲ့အခါသူတို့မှာရွေချက်ရှိတယ်သူတို့လူလူလူမျိုးဖို့တိုင်းတိုင်းရင်းသားတွေပြီးတော့ဒါပေါ့သူတို့ရဲ့တိုင်းသားခွင့်အရေးတွေရရှိဖို့အတွက်ပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ကြတယ်ပြီးတော့စစ်မှန်တဲ့ဒီမိုကရေစီရဖို့အတွက်တော်လိုင်းတပ်ဖွဲ့ဝင်တွေရွေချက်နဲ့တိုက်ပွဲဝင်နေကြတာခင်ဗျားတို့တိုက်ပွဲဝင်နေတာရွေချက်ရှိလားဘာရွေချက်နဲ့ ဒါတိုက်နေကြတာလဲဆိုတော့မိကုံးမျိုးကိုလည်းပဲသူပြောခဲ့တာတွေရှိတယ်တကယ်လို့ပေါ့နော်လက်ရှိစစ်တပ်ကဒါစစ်တိုက်နေတယ်ဘာယူရန်နဲ့တိုက်နေလဲဆိုတာကိုသိတဲ့လူရှိလေပြောပြပေးခဲ့ပါဆိုပါတယ်ဟုတ်ပြီဘောတော့မှာတောင်းဝင်ကြနေတဲ့ဒါပေါ့သူရင်းမှုကလည်းပဲနီးပြားကုန်းကိုတော်လိုင်းတက်တွေကတက်ခက်သိမ့်ပိုက်ပြီးတော့နေဆက်ဂိတ်ပေါက်ကနေပြီးတော့ထပြေးသွားတယ်လို့လည်းသိရှိထားရတာဖြစ်ပါတယ် ဆိုတော့မော်တော်စကန်မှာတရင်မှုအမည်စင်းရင်းပဲရှိပြီးတော့ဒုတရင်မှုကတရင်မှုတောင်ဝင်ယူနေတယ်လို့လည်းကျွန်တော်တို့ကြားသိထားပါဗျာတရင်မှုမရှိလို့ခိတတရင်မှုလုပ်နေတဲ့သူတွေအောက်ခြေရဲဘော်တွေတဝိစည်းစိမ်ကိုငါတို့ဘလူကာဝယ်မယ်ဘလူလောက်ကြမယ်ဆိုတဲ့စီမံချက်တွေသူ့မှာမရှိပဲနဲ့သူ့အောင်မှခလို့ယုံပြီးတော့ပြည်တယ်မင်းအောင်လှိုင်လဲဒီတိုင်းပဲသူ့ရဲ့အသက်နဲ့သူ့ရဲ့အာနာသူ့ရဲ့ယာဒူစည်းစိမ်တွေနဲ့ပတ်သက်လာရင် ဘသူကိုမှတ်ကြည့်နေမှာမဟုတ်ပဲနဲ့လက်ရှိအချိန်ထိလဲခြာနင်းနေသလိုပဲပြီးတော့ရွေးကောက်ပွဲလုပ်ပြီးတော့သူလုပ်ခဲ့တဲ့အရာတွေကိုခေါင်းကြောင်ခဲ့အောင်မှဖြစ်တယ်ဒါတွေကိုလဲကျွန်တော်တို့ဒါတိတ်ထားပါလေကျွန်တော်ရဲ့မိသားစုဝင်နေဆိုတော့လက်ရှိကတော့ကျွန်တော်တို့အာရွေးချက်ရှိရှိနေပေါ့နော်အဲလုပ်နေတဲ့မင်းအောင်လှိုင်တဲ့လက်ရှိအာနာယူအုပ်စုအကြောင်းနဲ့ ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့တကယ့်ကိုစနစ်ကျတယ်ပေါ့နော်ဒါစစ်စင်ရေးတွေပြီးတော့စည်ရေးသုံးသက်ချက်တွေပြီးတော့ကျွန်တော်လှုပ်ဆောင်ရမယ်ရှစ်ဆက်ပေါ့နော်ရှစ်ဆက်ပြီးတော့ဘယ်လိုသွားမလဲဆိုတာမျိုးကိုကောင်းဆုံးပုံဖော်ထားပြီးပြီလို့တော့ကျွန်တော်ရဲ့မိသားစုဝင်တွေကိုအသိပေးချင်ပါတယ်ထင်ရှားစွာတွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီ နောက်ထပ်ဂျင်းခုကလည်းတကယ်ကိုအားရကျင်တဲ့ဖို့ကောင်းပါတယ်အရကတက်တော့ AA စုပ်ပေးလိုက်တယ်ဆိုတဲ့အဲ့ဒီကြေးရတွေကိုအတင်းဝင်လာတဲ့အကျန်ဖက်စစ်ခွေတက်စစ်ကြောင်းချိန်မုံခံရပြီးတော့အကောင့်တရာကျော်တည်ဆုံးသွားတယ်ဆိုတဲ့အကြောင်းပါအရကတက်တော့ AA စုပ်ပေးလိုက်တဲ့အကြောင်းပြုမျိုးနဲ့မင်းပြင်ကြေးရတွေကိုအကျန်ဖက်စစ်ခွေတက်ကပျော်မြူးပြီးတော့အတင်းတိုးဝင်လာခဲ့တဲ့မိုင်းတွင်းတွေကိုရောက်ပြီးတော့လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြစ်ချချိန်မုံခံရတဲ့အချို့ကောင်တွေက ဒါ hard attack ပေါ့နော်ခေါင်းကိုတိုက်ရိုက်ထိမှန်ပြီးတော့တည်ဆုံးခဲ့တယ်20ကျော်လို့ကျွန်တော်ကြတိထားရတယ်အချို့ကောင်တွေကတစားစီစုပ်ပြတ်တက်ပြီးတော့အာလိုက်ကောက်ကားမဲ့လိုက်ကောက်လိုက်ကောက်ရင်တော့မှဘလို့မှအဆင်ပြေတဲ့အခြေအနေထိကိုတက်ဝင်းတဲ့ကိုဝင်သွားတယ်လို့ကျွန်တော်ကြားထားရတာဖြစ်ပါတယ်ပြောချင်တာကတော့သူတို့ကအနိုင်ရပြီဒီနေရာကတော့ငါတို့စုံပိုးနိုင်ပြီဒီနေရာကတော့ငါတို့ AC ပဲဆိုပြီးတော့ဟိုက ဒါအေအေနဲ့ပူအောင်တဖွဲ့ဝင်နေစုတ်ခါထွက်ပြေးသွားပြီဆိုပြီးတော့သူတို့ကအပျော်လုံပြီးတော့ဝင်သွားတယ်လို့ကျွန်တော်တို့သိရတယ်။မိုင်းထီးတယ်အနီးကချင်မုန်းခံရတယ်မင်းပြင်မှာဆိုရင်နဲ့မနေ့ကတရက်သေးကိုရာနဲ့ချီပြီးတော့တေးသွားတယ်အရှင်ဖန်းစီခံရတာတွေလည်းရှိပါတယ်။အဲ့တော့မင်းအောင်လှိုင်နဲ့အပေါ်မှာရှိနေတဲ့ကောင်တွေမြောက်ပေးတိုင်းဂွေးတက်အောင်ကတဲ့အချုပ်ငါစနူကောင်တွေရဲ့ဘွားဆက်သိန်းကိုမြင်တွေ့နေရတာဖြစ်ပါတယ်။အရှင်မဆုံးမင်းလင်ပြောသလိုပဲလေ။ ။အမင်းတို့တေသွားလဲဘာဖြစ်လဲ။ဟိုမှာနိုင်ငံတွင်းမှာရှိတဲ့လူငယ်တွေကိုပေါ်တာဆွဲမယ်၊လူဖြည့်မယ်၊ထပ်တိုက်ခိုင်းမယ်၊ထပ်တေလေဘာမှပြဿနာမရှိဘူး။ဒါပဲအာနာယူတွေဆိုတာ။မနေ့ကတရက်ထဲမှာပဲချမ်ပါစကွတ်တက်ကအရကတော်တော်ကြားမော်နော်။ချောင်းဝရွာနဲ့မင်းပြင်းရွာအကြောင်းမှလည်းတိုက်ပွဲဖြစ်ပွားခဲ့တယ်။လေကြောင်းကနေတော့အပြင်းနဲ့ဘုံကျဲပြီးတော့စစ်လီရင်တွေကနေပြီးတော့လေစစ်ရင်တွေကနေပြီးတော့လက်နက်ကြီးတွေနဲ့ပြစ်ကူပေးခဲ့တယ်လို့ကျွန်တော်တို့ကြားသိထားရတယ်။ ဆိုတော့ဒီစစ်စင်ရင်းနဲ့ပတ်သက်ပြီးတော့ဟိုဘက်ကဒီအချမ်းအဲလေချောင်းကရေပင်ကပါလက်နဲ့ကြည့်နေပြက်ကတ်ချပြလိုက်တယ်ဗျာဆိုတော့အဲ့ဒီမှာအရကတက်တော့အေအေကအဲ့ဒီကျောင်းမင်းမင်းရွာကနေပြီးတော့နောက်ဆုတ်ပေးလိုက်တဲ့သဘောပါအဲ့တော့မင်းမင်းရွာကိုတက်ခဲသိမ့်ပိုက်နိုင်ပြီးဆိုပြီးတော့အကတော့အေအေနဲ့တပွဲဝင်နေထွပြေးသွားပြီးဆိုပြီးတော့သူတို့ကဝင်လာတာဖြစ်တယ်အဲ့ဒီဝင်လာတဲ့အချိန်ကြားမှာ တက်တော်ကထောင်ထားတဲ့မိုင်းတွေနဲ့တကွင်းတွေကိုရှောက်ပြီးတော့အမှုတ်ကျိတ်ခံလိုက်ရတာဖြစ်ပါတယ်။အော်ဂျင်းတော့မရဘူးလို့ကျွန်တော်တို့ကြားသိထားရတာဖြစ်တယ်။တိုက်ပွဲတွေကတော့လက်ရှိချိန်ထိဖြစ်ပွားနေဆဲဖြစ်ပြီးတော့လေကြောင်း drone နဲ့ navy တွေကလည်းစတိုက်ပစ်ခတ်နေတာလည်းရှိတယ်။အကြောက်ပြူတိုက်ပွဲအတွင်းမှာဒါအချမ်းဖက်စစ်ခွတ်တက်ကအကြဆုံးအလွန်ကိုများပြားနေပြီးတော့စစ်အင်အားတွေထပ်ပြီးတော့ဖြစ်နေရတယ်။အခုကြပိုင်းအတွင်းမှာအမှတ်3 ဒါစိတ်ကန်းကနေပြီးတော့ဖောင်တော်ကနေစစ်လက်နဲ့ခဲရန်တွေစစ်တင်အင်အား300လောက်ကိုထပ်မံပို့ဆောင်ထားတယ်လို့လည်းပဲကျွန်တော်တို့ကြားသိထားရတာဖြစ်ပါတယ်။ဒါကကျွန်တော်တို့ချမ်ပန်စကွစ်တာအရကတ်တော် AA နဲ့ထိုက်ပြိုက်တွေ့တဲ့အချိန်မှာအရန်ကိုစိုးရင်ကြောက်လန့်နေတာသူတို့ဒီလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်ပြီးတော့လက်နက်ကြီးတွေနဲ့ကျွန်တော်တို့လေရင်လေးပြီးတော့ရေပြင်ကနေပြီးတော့နဗီးတွေကပါအင်အားအလွန်ကြုံတုံးပြီးတော့သူတို့တွေ ခုခံနေရတဲ့အခြေအနေတွေဖြစ်ပေါ်နေတယ်လို့လည်းကျွန်တော်တို့ကြားသိထားရပါတယ်ဒါပေမဲ့ကျွန်တော်တို့အရကတက်တော့ AA နဲ့ပူပေါင်းတပ်ဖွဲ့ဝင်နေစီဗျူဟာကအရန်ကိုထိုးကြလွန်တဲ့အတွက်ဒီချက်လေးကိုကျွန်တော်မိသားစုနဲ့အတိပေးခြင်းလားအတိပေးခြင်းလားဖြစ်ပါတယ်ဒီဒီကုန်းကျုပ်စကားလေးလည်းကျွန်တော်ပြောချင်ပါတယ်ဒေါ်သက်သက်ခံရဲ့အခြေအနေဘလို့ဖြစ်သွားလဲဗျာသက်သက်ခံကတော့တကယ်ပါပဲအခံသက်သက်ပါပဲဗျာမလောင်ဖြစ်ွက်အတနာခံစား တင်လာတော့မှရွေးကော်ကပယ်ချလိုက်ပါတယ်။နောက်ဆုံးကြတိထားရတဲ့သတင်းကတော့မင်းအောင်လှိုင်ကတတ်တက်ခံကိုလုံးဝကိုပါဝင်ခွင့်မပေးတော့ဘဲနဲ့အပြတ်ရှင်းလိုက်တယ်ဆိုတဲ့သတင်းပါပဲ။ဟုတ်ပြီ။ဒါကတော့မင်းအောင်လှိုင်နဲ့ပတ်သက်တယ်ဆိုရင်လက်ရှိကင်ပီနယ်တွင်းထဲမှာအตาလေးပဲအေးဆေးပါပဲ။ ငါတို့နဲ့မဆိုင်ပါဘူးကျွန်တော်တို့ဘာမှမသိပါဘူးဆိုတဲ့သူတွေလည်းအခုခံနေရပြီဒီတက်အကောင်းနဲ့ပွဲတွေကိုထပ်ပြီးတော့မြင်တွေ့ရဖို့လည်းရှိသေးတယ်ကျွန်တော်ရဲ့မိသားစုပွဲဆက်တွေရှိပါသေးတယ်ဆိုတဲ့အကြောင်းကိုပြောချင်နေတယ်ဒီနေ့ဗီဒီယိုအဆုံးသတ်ပြစေနောက်လာတဲ့ဗီဒီယိုဒီတက်ပို့ကောင်းအောင်ကျွန်တော်စူးစမ်းပေးနေပါတယ်လနဘေးစေဘေးကပေးကြောင်းနဲ့ကျွန်တော်နိုင်ငံတွင်းမှာရှိတဲ့မိသားစုဝင်တအူးချင်းတဲ့ဘီအန်နဲ့ကင်းရှင်းပါတဲ့ကြောင့်လေးနဲ့စတောင်းရင်းနဲ့ကျွန်တော်ရေဝရှမ်းလေးပါဗျာ